အင်ဖြူရနာကိုလက်နက်ကင်ချင်းကပ်လာသူတဦးကိုပြစ်ခတ်ခဲ့ကြောင်းအမေရိကန်သမ္မတရဲ့လုံခြုံရေးတာဝန်ယူရတဲ့လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီကအတည်ပြုပါရယ်မတ်လ၈ရက်နေ့ညပိုင်းတုန်းကအဲ့ဒီမတင်ကားစရာအမျိုးသားကိုလုံခြုံရေးအေဂျင့်တွေကပြစ်ခတ်ခဲ့တာဖြစ်ကြောင်းအခင်ဖြစ်ချိန်တုန်းကတော့သမ္မတထရမ့်ဟာအင်ဖြူရမှာရှိမနေခဲ့ပဲဖလော်ရီဒါမှာရှိတဲ့သူ့ကိုယ်ပိုင်မာရာအယ်လာကိုစံအိမ်ကြီးစီပြန်ရောက်နေခဲ့ကြောင်းလျှို့ဝှက်ထောက်လှမ်းရေးဌာနပြောရေးဆိုခွင့်ရအရာရှိတဦးကအတည်ပြုပါရယ် လက်နက်ကင်ဆောင်ခဲ့သူဟာဆေးရုံရောက်နေတယ်လို့သူကပြောပေမဲ့ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့အသိပေးမသွားခဲ့ပါဘူး။ပြီးတော့အဲ့ဒီအမျိုးသားကလက်နက်ကင်ပြီးအင်ဖြူရနာချင်းကပ်ခဲ့တဲ့ရည်ရွယ်ချက်ဟာထရန့်ကိုပြစ်မှတ်ထားဖို့လားဆိုတာကိုလည်းတိတိကျကျရှင်းပြမသွားပါဘူး။ဒီဖြစ်စဉ်အတော်တွင်လုံခြုံရေးအရာရှိတွေဘက်မှထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ဘူးလို့လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီပြောရေးဆိုခွင့်ရအရာရှိဂူလိုင်းမီကသူ့ရဲ့လူမှုကွန်ရက်မီဒီယာ X အကောင့်မှာရေးသားထားတာပါ။ အိန္ဒိယနာရဲတပ်ဖွဲ့ကကိုကိုကိုတေချောင်းကြံဖို့စိတ်ပိုင်းဖြတ်ထားကြောင်းယူဆရသူတဦးဟာအိန္ဒိယနာကနေဝါရှင်တန်စီထွက်ခွာသွားတယ်လို့သတင်းရခဲ့ကြောင်းအင်ဖြူတော်လုံခြုံရေးရေးစီကြိုတင်သတင်းပေးပို့ထားခဲ့ပါတယ်မရှလာရှိရနေညတကောင်ဝန်ကျင်မှာတော့အဲ့ဒီအမျိုးသားရဲ့ကားကအင်ဖြူရနားမှာယက်ထားတာကိုတွေ့ရှိခဲ့တဲ့နောက်သူ့ကိုလိုက်ရှာခဲ့တာပါလှဝတ်ထောက်လှရေးအေဂျင့်တွေဟာသတင်းရထားတဲ့အချက်အလက်တွေနဲ့ကန့်ညီတဲ့အမျိုးသားကိုရှာတွေ့ခဲ့တဲ့နောက် ချင်းကပ်စစ်ဆေးဖို့ကြိုးစားခဲ့ပေမဲ့သူကတနက်တရံရံလုံနေတဲ့နောက်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုဖြစ်စဉ်ကို Washington DC မြို့တော်ရဲတပ်ဖွဲ့ကတာဝန်ယူစုံစမ်းစစ်ဆေးသွားမယ်လို့ဂူလိုင်မီကပြောကြားထားပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကတော့လက်တလောဘာမှတိတိကျကျမထုတ်ပြန်နိုင်သေးဘူးလို့သာပြောကြားထားပါရဲ့ရှင်။